30တိုက်က2018-19မတိုင်မီကစောက်ခဲ့တာတိုက်ကိုဘလောက်နဲ့စောက်မယ်ဆိုတာလေလံခေါ်ယူခဲ့တယ်။ဒီတုန်းကတရားရဂိုင်တော့ခိုင်ခက်အောင်စောက်ရင်တန်း2500ကျမယ်။ဒါပေမဲ့လေလံဆွဲတော့ တန်း2100နဲ့စောက်ခဲ့ကြတယ်28ရက်နေ့ကငလင်လောက်သွားတာနဲ့ပတ်သက်ပြီးဒါဟာရှောင်လွှဲမရတဲ့တဘာဝဘေးတစ်ခုဆိုတာလက်ခံပါတယ်ဘန်ကောက်အထက်30တိုက်ပြိုကြတော့ဒီလိုမှတ်ချက်တွေပေးလာကြပါတယ်ရှင်ပထမစပြိုတော့အထက်အပေါ်ဆုံးတိုင်ကစပြိုတာပြိုကြတဲ့ပုံကထူးဆန်းနေလို့စစ်ဆေးခဲ့ကြတယ် တိုက်ကအထက်30မလားရှင်။ပုံမှန်ဆိုပြိုတဲ့အထက်ကပြိုမပြိုပဲကြံခဲ့တဲ့အပိုင်းတွေကရှိပါတယ်ရှင်။များသောအဖြစ်ဘေးကိုရိုင်ကြပြိုကြတာတွေကများတယ်။ခုဥ္စာကတဲအိမ်လေးကိုလက်နဲ့တောက်ချလိုက်တယ်လို့စုပြီးပြိုကျသွားတာဒီတိုက်ဆောက်တာကုန်ကြငွေဗတ်တန်းပေါင်း2100ကျော်ရှိပါတယ်ရှင်အဲ့ဒီနေ့ကအထဲမှာဝန်ထမ်း100ကျော်အလုံးလုံးနေကြတယ်အများဆုံးကမြန်မာတွေပါပဲရှင်ပြိုကျပြီးတော့ပညာရှင်တွေဟာပြိုကျအစိတ်အပိုင်းတွေကနမူနာတန်28ခ ခုကိုယူပြီးစစ်ဆေးခဲ့ကြတယ်။ထ30စောက်မယ်ဆိုတော့ဘဲတအမျိုးအစားကိုသုံးခဲ့တာလေ။တန်နီကိုတက်ခွဲဆစ်ဆေးလိုက်တော့အဖြေထွက်လာခဲ့တယ်။တန်ချောင်းနေဟာကုမ္ပဏီ၃ခုကလာပါတယ်ရှင်။တယုံ တရုတ်ထိုင်းတရုတ်အိန္ဒိယထုံးထားတဲ့တန်နမတ်တွေက6:16:20:25:32ပါ7မိနစ်28ပိုင်းကိုစစ်လိုက်တော့73ပိုင်းကအရေးမမီဘူးတဲ့ရှင်စစ်စီရလကစံမမီတဲ့တန်တွေကြောင့်ပြိုကျတာဖြေကအရေးအသွေးမပြည့်မီတဲ့တန်တွေကိုတုံးထားတယ်တဲ့ရှင်ဥပမာ32300ရမယ့်နေရာမှာ25တုံးထားတယ်အเจ้าအလွယ်တကူ တဲပုံပေါ်အိမ်ဆောက်တယ်လို့ပြောကြခဲ့တာနောက်တစ်ခုအခုအသုံးပြုနေတဲ့တန်တွေထုတ်လုပ်တဲ့ကုမ္ပဏီဟာလုပ်ခဲ့တဲ့နှစ်နှောင်းပိုင်းလောက်ကအရေးအသွေးမပြည့်မီတဲ့တန်တွေထုတ်လုပ်ခဲ့လို့ပြဿနာတစ်ခုရှိခဲ့ဘူးတဲ့အထက်30တိုင်ပြိုကျရတဲ့အဓိကတုံးထားတဲ့တန်နံပါတ်တွေက20 32ပါအဲ့ဒီတန်နှမျိုးဟာဆော့ဆော့ကပြဿနာရှိခဲ့ဘူးတဲ့တန်ထုတ်လုပ်တဲ့ကုမ္ပဏီနဲ့အများကြီးသက်ဆိုင်နေတယ်။ဒီတော့အဲ့ဒီကုမ္ပဏီကိုစစ်ဆေးမယ်ဆိုတော့ပြီးခဲ့တဲ့2024ဆန်းနှစ်လပိုင်းကပိတ်ထားတ ดชิคู่มานักเท่านักสงา လေးလပိုင်းအစပဲရှိပါသေးတယ်ရှင်ဒီကုမ္ပဏီပိတ်ထားတာ3လပဲရှိသေးတယ်အဲ့30တိုင်ပြိုကျပြီးတဲ့အခါမှာတော့တာဝန်ရှိလူကြီးကယ်ဆယ်ရေးတွေဟာစည်းကမ်းအရာဘယ်သူမှအထဲကိုဝင်ခွင့်မပေးတော့ပါဘူးပြိုကျပြီးနောက်တစ်ရက်မှာတော့အနောက်ဘက်မှာပစ်ကတ်ကတစည်းထိုးရက်လိုက်ပြီးကားပေါ်ကတရုတ်လေးယောက်ကအနောက်ဘက်ကနေဝင်လာပြီးအထဲကစာရွက်စာတမ်းတွေကိုဝင်ယူတယ်ပြီးတော့ကားပေါ်တက်ပြီးကမန်းကရမ်းမောင်းထွက်သွားခဲ့ကြပါတယ်ရှင်တွေးတဲ့သူတွေက ပြောတော့ဒီလေးယောက်ကိုခေါ် ်ယူစစ်ဆေးပြီးသူတို့ယူလာခဲ့တဲ့စာရွက်စာတမ်းတွေကိုတော့လူကြီးတွေကတင်ထားလိုက်ပါပြီရှင်ဒီစာရွက်စာတမ်းတွေဟာအထက်30တိုင်နဲ့အများကြီးစိုက်ပါတယ်ရှင်တစ်ဖက်မှာလည်း24နာရီလို့ကယ်ဆယ်ရေးတွေလှုပ်ဆောင်နေကြပါတယ်ရှင်အထက်မှာ89ရောင်ကျန်ပါသေးတယ်ဖက်မှာလည်း28ရက်နေ့ကပြိုကျရတဲ့အကြောင်းရင်းနမူနာယူလာခဲ့တဲ့တာတွေကိုလည်းစစ်ဆေးနေစေပါပဲရှင်အပ်ဒေ့ရရေးလာပြန်ပြောပြပေးပါမယ်